မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ဘက်ကနေ AA နဲ့ PDF များဝင်ရောက်မှုမရှိစေရေးနဲ့စိတ်ဝင်မှုမရှိစေရေးအတွက်ရခိုင်ရုံးမနယ်ဆက်ဆက်နေတဲ့အေယာဝတီတိုင်းမြို့နယ်များအလုံးမှာစစ်ကောင်စီကလုံခြုံရေးတွေအထူးတင်းကျပ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုရပိုင်းအတွင်းမှာအေယာဝတီတိုင်းမှာလုံခြုံရေးသတိပြုရန်အထူးညွှန်ကြားချက်များထွက်ရှိလာခြင်းဖြစ်ပြီးတော့ဂွမ်းမြို့နယ်ရခိုင်ရုံးမနယ်ဆက်ဆက်လျက်ရှိတဲ့ငတိုင်းချောင်းတာပေါင်းချောင်းသာရေကြီးကြံကင်းနဲ့မြောင်မြို့နယ်တို့မှာလုံခြုံရေးတွေတင်းကျပ်မှုများဆောင်ရွက်ရန် စစ်ဘေးရှောင်များကိုအထူးတင်းကျပ်စွာစီစစ်ရန်ဂိတ်အဝင်ထွက်များကိုတင်းကျပ်စွာစစ်ဆေးရန်အထူးသဖြင့်လက်နက်ခဲယမ်းများတယ်ယူမှုများမရှိစေရေးအတွက်ဆောင်ရွက်ပြီးတော့ရခိုင်ဘက်ကိုစားနယ်ရိတ်ခါစေဝါနဲ့ဆက်သုံးစီများမရောက်ရှိနိုင်အောင်လို့တင်းကျပ်စွာဆောင်ရွက်ရန်လဲစစ်ကောင်စီကညွှန်ကြားထားတယ်လို့သိရပါတယ်အခုဒီဇင်ဘာလဇန်နဝါရီအတွင်းမှာ AOD တိုင်းအတွင်း တိုင်းစစ်ဌာနအေယာဝတီပြည်သူ့ကာကွယ်ရေးတပ်မတော်ကိုဖွဲ့စည်းလိုက်ပြီးတော့မဟာမိတ် EAO များနဲ့လက်တွဲပြီးတော့အေယာဝတီတိုင်းအတွင်းမှာတိုက်ပွဲများဝင်ရောက်နေကြပြီဖြစ်တယ်လို့သိရပါဗျ။တိုင်းစစ်ဌာနအေယာဝတီ PDF အဖွဲ့ဟာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်ဒေသအမတ်နဲ့စစ်ဒေသခွဲရဲ့ကိုကဲအုပ်ချုပ်မှုနဲ့ပြည်သူ့ဘတ်တော်သားစစ်တီတော်များနဲ့အတူစစ်ကြောတပ်ရင်းဗျူဟာများအစင်စင်ဖွဲ့စည်းခဲ့ပြီးဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်အကြမ်းဖက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက်တိုင်းစစ်ဌာနအေယာဝတီအနေနဲ့ ာမိတ်အီအောင်များနဲ့အတူလက်တွဲပူးပေါင်းပြီးအီယာဗရီမြေအတွင်းမှာထိုးပေါက်ဝင်ရောက်ပြီးတော့တိုက်ပွဲဝင်လျက်ရှိကြောင်းအဲ့ဒီစစ်ဌာနကသတင်းထုတ်ပြန်ထားပါတယ်အခုလိုမျိုး AFD တိုင်းစစ်ဌာနဖွဲ့စည်းလိုက်ပြီးဖြစ်ကြောင်းကျညာချက်ထွက်ပေါ်လာပြီးတဲ့နောက်မှာစစ်တပ်လက်အောက်ခံပြည်သူ့ဆက်များပြူစောထီးများအနေနဲ့လည်းမိမိတို့ရဲ့ရရွာများအတွင်မှာ AA နဲ့ PDF များဝင်ရောက်လာခြင်းမရှိစေရေးအတွက်အထူးသတိပြုကြရန်နယ်မြေခံတပ်ရင်းများကိုသတိပေးနှိုးဆော်နေကြတယ်လို့သိရပါတယ်။ဒါ့အပြင် AAWD တိုင်းပသိမ်မြို့နယ်မှာ ထွေအုပ်စီပင်ဝန်ထမ်းများအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းများအနေနဲ့မလိုအပ်တဲ့နေရာများမှာယူနီဖောင်းဝတ်ဆင်ခြင်းများမပြုလုပ်ကြရန်ညွှန်ကြားထားကြောင်းဝန်ထမ်းအတိုင်းဝိုင်းကပြောဆိုထားပါတယ်။ပသိမ်မြို့အပါအဝင် AOD တိုင်းအတွင်းကို PDF များပြန့်နှံ့ဝင်ရောက်လာပြီဆိုတဲ့သတင်းများရရှိထားပြီးတော့အဲ့ဒီသတင်းတွေရထားတဲ့အတွက်ဝန်ထမ်းများအနေနဲ့မိမိတို့ရဲ့လုံခြုံရေးအတွက်အထူးသတိထားကြရန် မိမိဌာနနဲ့ရုံးများရဲ့လုံခြုံရေးကိုအထူးသတိပြုကြရန်ဌာနဆိုင်ရာတာဝန်များကိုထမ်းဆောင်ရမှာမလိုအပ်တဲ့နေရာများမှာဝန်ထမ်းယူနီဖောင်းများကိုဝတ်ဆင်ခြင်းမပြုကြဘဲလုံခြုံရေးအသည့်လုံခြုံရေးသတိနဲ့သွာလာကြရန်ညွှန်ကြားထားတယ်လို့သိရပါတယ်။ခရီးသွားလာတာတွေသတိထားဖို့မလိုလားတဲ့နေရာတွေမှာယူနီဖောင်းဝတ်ဆင်တာတွေကိုမလုပ်ဖို့ဝန်ထမ်းကပ်ပြားတွေကိုခရီးဝေးသွားတဲ့အခါမှာထားရစ်ခဲ့ဖို့လုံခြုံရေးသတိပြုဖို့ဌာနတွင်းမှာညွှန်ကြားထားတာပါလို့ပသိမ်ကဌာနဆိုင်ရာဝန်ထမ်းတို့ကပြောပြထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်ဒီလိုကွင်းကြေးရွာမှာရှိတဲ့စစ်တပ်စစ်ကြောင်းကိုဝင်ရောက်ပစ်ခတ်တိုက်ခတ်ရာအကြမ်းဖက်စစ်သားနဲ့ပြူစောတိ15ဦးထက်မနည်းတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ10ရက်နေ့နဲ့ဒီဇင်ဘာလ14ရက်နေ့တို့မှာပေါ့မြုံနယ်ဒီလိုကွင်းပြူစောတိကြေးရွာအတွင်းဝင်ရောက်ပြီးတော့စစ်တပ်စစ်ကြောင်းကိုပစ်ခတ်တိုက်ခတ်ခြင်းကြေးရွာအတွင်းနဲ့အနီးတစ်ဝိုက်ကိုတိုက်မိုင်းများနင်းမိုင်းများထောင်ကစစ်တပ်ကိုတိုက်ခတ်ခြင်းတို့ကိုလှုံ့ဆော်ခဲ့ရာ ဒီတော့ကွင်ကြီးပါပြူစောတီခေါင်းဆောင်စိုးကြီးခေါ်စိုးမြင့်ဦးအပါအဝင်15ဦးတည်ဆုံးခဲ့ပြီးတော့အများအပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ဒီဇင်ဘာလ10ရက်နေ့ကနေစပြီး9ရက်နေ့10ရက်နေ့အထိကိုဝင်ပြီးတော့ထောင်ထားတဲ့တိုင်ပိုင်းတွေမိတာ10ရက်သေးတယ်ဒီသမားလား၁၄ရက်နေ့မနက်ခင်းမှာလဲဒီတော့ကွင်ပြူစောတီကျေးရွာတဲ့အထီကိုဝင်ရောက်ပြီးတော့ပြစ်ခတ်ခဲ့တယ်။နေ့လယ်ခင်းမှာလဲမိုင်းတလုံးထပ်မိတယ်။ညနေ၆နာရီခွဲ9နာရီပတ်ဝန်းကျင်လောက်မှာလဲမိုင်းထပ်မိတယ်။ ဲ့ဒီနေ့မှာတေတာ6ယောက်တေသွားတယ်အလောင်းကောက်လို့မရတာလဲ9ယောက်လောက်ရှိတယ်စုစုပေါင်းတေတာ15ယောက်ပါလို့စိတ်ဖြူပြောက်ကြားတကူတော်ကြားစိုးအဖွဲ့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုစိတ်ဖြူပြောက်ကြားတကူတော်ကြားစိုးနဲ့ပေါ့တောင်ပိုင်းပကဖဘူနာပေါ့အဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် ဒါအပြင်သခိုင်းတိုင်းမုံရွာမြို့အဝင်မအူဂိတ်အနီးမှာအကြမ်းဖက်စစ်တပ်ရင်တန်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာစစ်သား9ဦးတိတ်ဆုံးပြီး9ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ကြောင်း Braveheart Army BHA အဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါတယ်။ဒီဇင်ဘာလ15ရက်နေ့ညနေ4:30မိနစ်အချိန်ကသခိုင်းမြို့တပ်မ33ကနေမုံရွာမြို့ဘက်ကိုထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်များကကား6စီး ကျင်းမီတဲက66စီးပါတဲ့ရင်တန်းကတံပြားက6စီးတဲကတတိယမြောက်ကားကိုပရိသမိုင်း9လုံးနဲ့တစ်ကြိမ်ကျင်းမီတင်က66စီးတဲက8စီးမြောက်ကားကိုရှေ့ထွက်ပြောင်း3လုံးနဲ့တစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ကြာရှိတဲ့ကားများကိုလည်းလက်နက်ငယ်များနဲ့ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်သား2ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိကာကြောက်လန့်ပြီးတော့ကားပေါ်ကနေဆင်းပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးကိုလည်းအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို Brave Heart Army BHA Golden Tiger Force GDF Royal Go People Defense Force RGPDF အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တအူးကတော့မစိုးရင်ရဒဏ်ရာရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲတရင်ကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တမ်းမြင့်လေးချင်းရေးကြောင်းတတကဆက်3နဲ့ခုနမိုင်တပ်တို့ကစစ်သားများရှေ့ကိုထပ်မံပြီးတော့တိုးမလာစေရန်တော်လိုင်းတပ်ဖွဲ့များကဝိုင်းဝန်းပိတ်ဆို့ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပြီးခဲ့တဲ့ August လကစတင်ပြီးတော့တမ်းမြင့်လေးကျင်းရေးကြောင်းတတက73ကိုတောင်းအမျိုးသားလွတ်မြောက်ရေးတက်မှာတော့ TNL ပြည်သူ့လွတ်မြောက်ရေးတက်မှာတော့ PLA နဲ့အခြားမဟာမိတ်တပ်ဖွဲ့များက Y1 ပိတ်ဆို့ထားခဲ့ခြင်းဖြစ်ပြီးတော့ခုနမိုင်တပ်ကိုလည်းတိုက်ခိုက်လျက်ရှိရာအခုလအတွင်းမှာစစ်တပ်ကဖောက်ထွက်ရန်စူးစမ်းလာခြင်းဖြစ်တယ်လို့ပြည်သူ့လွတ်မြောက်ရေးတက်တော့ ်ပြည်အလေးကပြောဆိုထားပါတယ်သူတို့စစ်တပ်ကထတ်တုံးမလာအောင်လို့ပိတ်ဆို့ထားတယ်ဘာလို့လဲဆိုတော့မုံမိတ်ကနေဆိုရင်45မိုင်ပဲဝေးတယ်မုံမိတ်နဲ့မိုးကုတ်ကလည်းတနအီကျော်လောက်သွားရင်ရောက်တဲ့နေရာတွေ9မိုင်ကနေသွားရင်မိုးကုတ်ကိုနီးတယ်လေလို့ပြောဆိုထားပါတယ်သူတို့စစ်တပ်ကထတ်ပြီးတော့တုံးမလာအောင်ပိတ်ဆို့ထားတယ်ဘာလို့လဲဆိုတော့မုံမိတ်ကနေဆိုရင်45မိုင်ပဲဝေးတယ်မုံမိတ်နဲ့မိုးကုတ်ကလည်းတနအီကျော်လောက်ပဲသွားရင်ရောက်တဲ့နေရာတွေ ခဏမိုင်ကနေတွိုင်းရင်မိုးကုတ်ကိုနီးတယ်လေသူတို့တိုးမလာအောင်ပိတ်ဆို့ပြီးတော့တိုက်ပွဲအတွက်ပြင်ဆင်ထားတယ်တိုးလာတာနဲ့တိုက်ပွဲကဖြစ်ပြီလို့ PLA ရဲ့အထွေထွေအတွင်းရေးမှူးရဲဘော်နီနီကျော်ကပြောဆိုထားပါတယ်တက်တက်က73တက်ဟာတပိတ်ချင်းမြို့နဲ့ခဏမိုင်ကအကွာမှာတည်ရှိပြီးတော့မြစ်ကြီးနားဘုံမော်မန္တလေးကားလမ်းမှာရှိတဲ့မိုးမိတ်မြို့ကိုတွားတဲ့လမ်းဆောင်နေရာလဲဖြစ်တယ်လို့သိရပါတယ်မိုးမိတ်မိုးကုတ်ကိုတော့အဆင့်ဆင့်ကာထားတော့သူတို့စစ်ကောင်စီတပ်တွေလှမ်းလို့မရဘူးသူတို့ရဲ့စိတ်ကူးအိမ်မက်တွေတော့ရှိရင်ရှိမှာပေါ့လို့ရဲဘော်နီနီကျော်ကဆက်လက်ပြောဆိုထားပါတယ် ခုနမိုင်တက်မှာနေတိုင်းလိုလိုတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်သားများထိခိုက်သေးဆုံးမှုများရှိကအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရယ်တတက73အနည်းတွင်းငယ်ချေးရွာမှာအခုရက်ပိုင်းမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိတော့လဲဒီဇင်ဘာလ18ရက်နေ့ကတတက73ကို White Trap လေးရဲနဲ့လက်နက်ခဲယမ်းများလာရောက်ပြီးတော့ခြားပေးသွားခြင်းကြောင့်တိုက်ပွဲများပြန်လည်ဖြစ်ပွားလာနိုင်တယ်လို့၎င်းကပြောဆိုထားပါရယ်နိုဝင်ဘာလ15ရက်နေ့ကနေစပြီးတော့တတက73မှာရှိတဲ့စစ်ကောင်စီတပ်ဟာတပိတ်ချင်းမြို့နယ်တွင်းငယ်ချေးရွာကိုမြေပြင်နဲ့ဝေဟင်ထိုးစစ်ဆင်လာခဲ့ပြီးတော့ ဒီဇင်ဘာလ၄ရက်နေ့မှာတွင်းငယ်ကစခန်းတချို့ကိုတော်လိုင်းတပ်ဖွဲ့များကလက်လွတ်ပေးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံနေသားဆောင်တပ်များအုံပြုခဲ့တဲ့အဆောက်အဦထဲမှာ WFP တစိမ့်ပါတဲ့ရိတ်ခါများတွင်းရှိခဲ့ရမှုဟာလူသားချင်းစာနာထောက်ထားမှုအကူအညီများကိုအလွဲသုံးစားပြုလုပ်နေမှုဖြစ်တဲ့အတွက်လက်ခံနိုင်မွေရာမရှိကြောင်းကမ္ဘာစားနပ်ရိတ်ခါအစီအစဉ် WFP ကဒီနေ့မှထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့နေကြားဆောင်တပ်များအုံပြုခဲ့တဲ့အစအဦးတစ်ခုထဲမှာ WFP အမတ်အသားပါရှိတဲ့ရိတ်ခါအိမ်များကိုတွင်းရှိခဲ့ရကြောင်းကိုသတင်းဖော်ပြချက်များအရာ ကမ္ဘာစားနေရေးခါအစီအစဉ် WFP ကသိရှိခဲ့ရကြောင်းပြောဆိုထားပါတယ်လက်ရှိမှာအဲ့ဒီအရက်ဒေတာကိုတွားရောက်ရန်ခက်ခဲမှုကြောင့်ဖြစ်စဉ်အသေးစိတ်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်2024ခုနှစ်ဇွန်လမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမောင်တော်မြို့နယ်မှာရှိတဲ့ WFP တိုးလောင်ယုံကိုဖောက်ထွင်းလူရက်ချင်းနဲ့မိရှုဖြက်စီးခြင်းများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ရက်ရွာလူထုအတွက်ရည်ရွယ်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီများအပေါ်မှာအလွဲသုံးစားပြုလုပ်မှုမှန်သမျှဟာလက်ခံနိုင်ပွဲရာမရှိကြောင်းအဲ့ဒီလောက်ရက်များဟာကယ်ဆယ်ရေးအထောက်ပံ့များကိုအရေးပေါ်လိုအပ်နေသူများအားထိခိုက်နေနိုင်စေကြောင်း ပြိပခါမှာပါဝင်ပတ်သက်နေသူများအဖွဲ့များအလုံးအနေနဲ့အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဆိုင်ရာဥပဒေအပေါ်မှာတာဝန်ဝတ္တရားများကိုလိုက်နာကြရန် WFP ကထပ်လောင်းတောင်းဆိုလိုက်တယ်လို့သိရပါတယ်လူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းများနဲ့အထောက်ပံ့ပစ္စည်းများကိုလေးစားပြီးကာကွယ်စောင့်ရှောက်ရမှာဖြစ်ကြောင်း မြန်မာနိုင်ငံရဲ့စားနပ်ရိက္ခာဖူလုံမှုအခြေအနေဟာတနေ့တခြားပုံမိုးဆိုးဝါးလျက်ရှိကြောင်းပြောဆိုထားပါတယ်လက်ရှိဖြစ်ပေါ်နေတဲ့ပဋိပက္ခများအပြင်မကြသေးမီကဖြစ်ပေါ်ခဲ့တဲ့ရာသီဥတုဖောက်ပြန်မှုများနဲ့စီးပွားရေးကျဆင်းမှုများကြောင်းနိုင်ငံအနှံ့ပြားမှာစားလောင်မုတ်တိမ်မှုနဲ့အာဟာရချို့တဲ့မှုအခြေအနေများဟာပုံမိုးဆိုးဝါးလာခြင်းဖြစ်ကြောင်း WFP ကဆက်လက်ပြောဆိုထားပါတယ် 2024ခုနှစ်နိုင်ငံတော်မှာရှိတဲ့လူဦးရေ1.8တန်းဟာ WFP ရဲ့စားနပ်ရိက္ခာအထောက်အပံ့အာဟာရပြည့်ဝရေးနဲ့ကြံ့ကြံ့ခံနိုင်စွာမြင့်တင်ရေးအစီအစဉ်များကနေတဆင့် အကူအညီများကိုရရှိခဲ့ပြီးဖြစ်တယ်လို့သိရပါဗျ။ကုလသမဂ္ဂကမ္ဘာစားနပ်ရိက္ခာအစီအစဉ်ဟာကမ္ဘာအကြီးမားဆုံးလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအဖွဲ့အစည်းဖြစ်တယ်လို့သိရပါဗျ။အရေးပေါ်အခြေအနေများမှာလူအသက်ကယ်တင်ခြင်းနဲ့စားနပ်ရိက္ခာအထောက်ပံ့များကနေတဆင်ပဋိပက္ခသဘာဝဘေးအန္တရာယ်များနဲ့ရာသီဥတုပြောင်းလဲခြင်းအကျိုးသက်ရောက်မှုများကနေပြန်လည်ထူထောင်ကငြိမ်းချမ်းရေးတည်ငြိမ်မှုနဲ့တာယာဝါပြောမှုတို့ကိုဖော်ဆောင်တိဆောက်လျက်ရှိတယ်လို့ WFP ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကိုအောက်လန်းကနေတဆင့်တွားရောက်ပြီးစစ်မှုမထမ်းရရေးအတွက်တင်းရှောင်ကြမယ်လူငယ်တချို့ကိုဖမ်းအမျိုးနယ်အတွင်းမှာစစ်တပ်ကစောင့်ဆိုင်းပြီးတော့ဖမ်းဆီးခြင်းများရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုဒီဇင်ဘာလအတွင်းမှာစစ်တပ်ကဖမ်းအမျိုးနယ်တန်လွင်တံတားမှာအသက်18နှစ်ကနေအသက်35နှစ်အတွင်းအမျိုးသားလူငယ်များကိုအထူးတင်းကျပ်စွာစစ်ဆေးနေတယ်လို့သိရပါတယ်ဖမ်းအလိုက်ပွဲလမ်းထီလုံဒေသမှာလည်း စစ်တပ်ကဂိတ်ချပြီးတော့ထိုင်းနိုင်ငံကိုတရားမဝင်တွားရောက်မဲ့လူငယ်များကိုဖမ်းဆီးပြီးစစ်တပ်ထဲကိုပို့ဆောင်မှုများရှိနေတယ်လို့သိရပါတယ်။ထိုင်းနဲ့နယ်စပ်ဘက်ကိုတွားမဲ့သူတွေကိုပိတ်ဖမ်းပြီးတော့သင်တန်းပို့လိုက်တာမျိုးတွေစစ်တပ်ကလုပ်နေတယ်။အဓိကကတော့သူတို့ပိတ်ဖမ်းတာကလေတန်လွင်တံတားနဲ့ထီလုံဘတ်အချမ်းဖမ်းလိုင်းဘွဲ့တွားတဲ့ဘတ်အချမ်းထီလုံမရောက်ခင်အနားမှာစစ်တပ်စစ်စေးရေးဂိတ်တွေရှိတယ်။ဖမ်းလိုင်းဘွဲ့မဲသောဘတ်ကတော့အဖမ်းအစည်းကဆေးဖြစ်တယ်။မဲသောဘတ်ကတော့စစ်တပ်အာဏာမတက်ရောက်ဘူး။ အဓိကကတော့လှိုင်းပွဲလောက်အထိကစစ်တပ်ကဖမ်းဆီးတာဘာညာလုပ်နေတယ်လို့ဒေတာတွင်သတင်းအရင်းမြစ်ဖအံ news ကပြောဆိုထားပါတယ်။ဒါအပြင်ဖအံမျိုးပေါ်နဲ့မျိုးနယ်အတွင်းက စစ်တပ်ကဖမ်းဆီးထားတဲ့သူများနဲ့စင့်ခေါ်ထားတဲ့လူငယ်အယောက်100ခန်းကိုစစ်မှုထမ်းအပတ်စဉ်ရှစ်ကိုတက်ရောက်ရန်စစ်တပ်နန်းကျောင်းကိုပို့ဆောင်လိုက်တယ်လို့သိရပါဗျ။စီမံချက်အရာတပ်သားတဲ့ဥယေအယောက်200ရရှိရန်ရာထားတော့လေလူဥယေတရားဝန်ကျင်သားရရှိခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးခံရတဲ့သူများနဲ့စင့်ခေါ်ခံထားရတဲ့တပ်သားတဲ့လူငယ်အများစုဟာမူလာရန်နဲ့အလဲတန်းအစ်စ်ကျောင်းနေဘူးသူများဖြစ်ကတချို့မှာတော့ငွေကြေးမတက်နိုင်တဲ့သူတွေဖြစ်တယ်လို့သိရပါဗျ။လူငယ်တချို့ကိုတယောက်ကိုငွေကျပ်10သိန်းကနေ15သိန်းကြာပေးပြီးတော့ခေါ်ယူသွားကြောင်းဒေတာ တွင်သတင်းရင်းမြစ်ထံကသိရှိရပါတယ်။လက်ရှိအချိန်ထိလည်းစစ်မှုထမ်းအပတ်စဉ်ရှစ်အတွက်လူဦးရေမပြည့်သေးတဲ့အတွက်တပ်သားတဲ့တင်နန်းသားအများအများလိုအပ်နေကလူငယ်များအနေနဲ့အထူးသတိထားတဲ့အကြောင်းဒေသတွင်သတင်းရင်းမြစ်ကသတိပေးထားပါတယ်။စစ်မှုထမ်းခေါ်တာက မဲကြားဆောင် BGF ကလည်းခေါ်တယ်စစ်တပ်ကလည်းခေါ်တယ်နှမျိုးစလုံးဆိုတော့ကြွားကြနေတာပေါ့လူငယ်တွေကိုဖအံမျိုးပေါ်မှာရက်ကွက်အလိုက်ခေါ်နေတာပြီးခဲ့တဲ့လာကလေးကပဲမလိုက်နိုင်ရင်ပတ်စံထည့်ပေးရတယ်တအင်ကို၃000ပေးရတယ်မျိုးပေါ်မှာရောရွာဘက်ကရောလူငယ်တွေရှိတဲ့နေအိမ်ဆိုရင်တအင်ကို15သိန်း30အဲ့ဒီလိုမျိုးတွေလိုက်လံတောင်းခံနေတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီတပ်သားတအုပ်ဟာဝက်လက်မျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းမှဒီဇင်ဘာလအတွင်းကအလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2018ခုနှစ်ကကချင်ပြည်နယ်ကာမိုင်းမြို့မှာတိုက်ခိုက်ရေးဝင်ရောက်နေတဲ့တပ်မ33လက်အောက်နှီးပြူဟာ 33နှစ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့အလင်းဝင်ရောက်လာသူစစ်ကောင်စီတပ်သားဟာ2019ခုနှစ်မှာတပ်ကထွက်ခွင့်တောင်းခဲ့ပေမဲ့ထွက်ခွင့်မပြုတာကြောင့်တပ်ကနေပြီးတော့ထွက်ပြေးလာခဲ့တယ်လို့သိရပါဗျ။ပြန်ဖမ်းမိရင်ထောင်ကျခံမယ်ဆိုတဲ့အတွင်းနဲ့2019ကတည်းကရန်ကုန်မှာတပ်ပြေးအဖြစ်နဲ့တည်ရှိနေခဲ့ပြီးတော့စစ်အာဏာသိမ်းမှုဆန္ဒပြပွဲတွေမှာလည်းပါဝင်ခဲ့သူတအုပ်ဖြစ်တယ်လို့ဝက်လက်ပကဖတာဝန်ရှိသူကိုအလင်းအောင်ကပြန်လည်ပြောပြခဲ့ပါဗျ။2023ခုနှစ်ရှစ်လပိုင်းလောက်မှာရန်ကုန်မှာသူကတပ်ပြေးအနေနဲ့အဖမ်းခံလိုက်ရတာ စစ်အာဏာစသိမ်းတော့လေသူကတက်ထဲမှာမဟုတ်ဘူးဆန္ဒပြတာတွေမှာလိုက်ပါနေတယ်လို့ပြောဆိုထားပါတယ်ပြန်ဖန်းခံရတဲ့အချိန်မှာတက်ပြေးဖြစ်တဲ့အတွက်ထောင်ကျခံမယ်လို့ပြောပေမယ့်စစ်တပ်ကလက်မခံဘဲအရင်တာဝန်ထမ်းဆောင်ခဲ့တဲ့ကာမိုင်းစခန်းကိုပြန်ပို့ပေးခဲ့တယ်လို့ဝက်လက်ပကဖတာဝန်ရှိသူကပြောပါတယ် 2024ခုနှစ်နိုဝင်ဘာလမှာကာမိုင်းရှေတန်စခန်းကိုပြန်ရောက်ကမိုးကောင်းမြေကြီးနားဘက်ကိုစစ်စင်ရင်နှစ်ကြိမ်ထွက်ခဲ့ရပြီးတဲ့နောက်မကြာခင်မှာကာမိုင်းစခန်းကနေပြီးတော့ထပ်ပြီးတော့ထွက်ပြေးလာခဲ့တယ်လို့ပြောဆိုထားပါတယ်။အဲ့ဒီလိုမျိုးထွက်ပြေးလာတဲ့အချိန်သခိုင်းတရာစစ်စင်ရေးဂိတ်မှာပြန်အဖမ်းခံရမှာကိုစိုးရင်ပြီးတော့ဝက်လက်မြို့နယ်လမ်းဘေးတနေရာမှာလုံခြုံရေးဆောင်ရွက်နေတဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကိုအချိုးအချောင်းပြော့ပြပြီးတော့အကူအညီတောင်းခံခဲ့တာလို့ဆိုပါတယ်။အလင်းဝင်လာတဲ့တပ်သားကိုစစ်ဆေးပြီးတဲ့အခါမိသားစုကိုခေါ်ကြင်တယ်လို့ပြောတဲ့အတွက်မိသားစုဝင်တွေကိုပါဆက်သွယ်ပြီးတော့ခေါ်ထုတ်ပေး းခဲ့တယ်လို့ကိုအလင်းရောင်ကပြောပါတယ်အခုလက်ရှိမှာမိသားစုနဲ့အတူစားဝတ်နေရေးပါထောက်ပံ့စောင့်ရှောက်ထားပြီးတော့တကိုယ်ရည်အသုံးဆောင်ပစ္စည်းတွေကိုလည်းဝယ်ယူပေးထားတယ်လို့ထိမ့်သိမ်းထားတဲ့အနေမြေအတွင်းမှာလည်းလွတ်လွတ်လပ်လပ်သွာလာခွင့်ပြုထားကြောင်းနဲ့လူအခွင့်ရေးနဲ့အညီစောင့်ရှောက်ထားတယ်လို့ပြောဆိုထားပါတယ်တော်လိုင်းရေးမပြီးမချင်းအိမ်မပြန်သေးပဲမိသားစုနဲ့အတူကူညီလောက်ကန်ရင်းနဲ့ဆက်ပြီးတော့နေထိုင်သွားဖို့ဆန္ဒရှိကြောင်းအလင်းဝင်လာသူကပြောကြားထားတယ်လို့သိရပါတယ် ဝက်လက်ပတ်ကဖစီကိုအလင်းဝင်လာသူစုစုပေါင်း၄ဦးအထိရှိလာပြီးတော့နောက်ထပ်အလင်းဝင်လာမဲ့သူတွေကိုလည်းစိုးစိုးတယ်လို့ဝက်လက်ပတ်ကဖတာဝန်ရှိသူကပြောပါတယ်နောက်ထပ်အလင်းဝင်လာမဲ့သူတွေကိုလည်းဝက်လက်ပတ်ကဖကလူအခွင့်ရင်းနဲ့အညီထိမ့်သိမ်းဆောက်ရှောက်ပါမယ်ပြည်သူ့ဘက်ကရက်တည်မယ်ဆိုရင်အချိန်မရွေးအလင်းဝင်ခွင့်ပြုပါတယ်လို့သူကပြောဆိုထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတယ်စီရေးတရင်နိုင်ငံရေးတရင်များကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ